ရှမ်းတောင်နယ်ကင်းနီနယ်ဆက်ဖဲခုံမြို့အနောက်ဘက်နဲ့မိုးပြင်းမြို့နယ်အတွင်းတော်လိုင်းတက်တွေနဲ့စစ်ကောင်စီ PNO ပြည်သူ့စေပူပေါင်းတက်တွေရပ်ပိုင်းတွင်တိုက်ပွဲပြင်းထန်ခဲ့ပြီးတိုက်ပွဲတွေအတွင်း PNO ပြည်သူ့စေ90ကျော်တေဆုံးခဲ့ပြီးဖမ်းဆီးရမိသူတွေလည်းရှိနေတယ်လို့တော်လိုင်းတက်ဖွဲ့ရေးစီကသိရပါဗျ။အော်တိုဘားလာတတရပတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ဖဲခုံမြို့နယ်တောင်စလုံးမြောက်စလုံးကျေးရွာတိုက်ပွဲတွေအတွင်းမှာ အခုလို PNO ပြည်သူစစ်တွေတေဆုံးခဲ့တာမှန်ကန်တယ်လို့အင်းလေး13939 PDF တိုင်ရင်ကအတည်ပြုပြောဆိုပါတယ်တော်လိုင်းတက်တွေရဲ့စေရေးပြူဟာတက်ကွင်းမှာတေးကြတာမြောက်စလုံးဘက်90ကျော်တေးတယ်စခ PNO အကောင့်ကြီးတွေပါတယ်လို့အင်းလေး13939တက် IPDF ပြန်ကြားရေးအင်းသွင်းနေကမဲခေါင်ကိုဒီနေ့အောက်တိုဘာလ24ရက်နေ့မှာပြောပါတယ်ဒါအပြင်မိုးပြင်းနယ်တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိတဲ့တုံ့ပန်းတွေလည်းရှိခဲ့တယ်လို့သိရပါတယ် KNDF PNDF KK ရှမ်းတောင်13936 13939 13939 IBDF တပ်ရင်းတွေနဲ့တခြားတပ်ရင်းတပ်ဖွဲ့အများအပြားပူးပေါင်းပါဝင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။အော်တိုဘာလ19ရက်နေ့ကဖြစ်ပွားခဲ့တဲ့တောင်စလုံးတိုက်ပွဲအတွင်း PNO ဘက်ကအကြီးပိုင်းတွေနဲ့စစ်ကောင်စီကစစ်ကြောင်းမှုတို့တေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။